အလုံးမေးမိင်္ဂလာပါ Novo 2ရဲ့နာဆင်ခန်းစာရင်ပွင့်သက်များအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့ Novo 2ရဲ့တငယ်ချင်းတွေကနေပေးပို့လာတဲ့ရင်ပွင့်စာလေးတွေကိုအတူတူဖတ်ပြီးခန်းစာနာဆင်ကြည့်ကြရအောင်ပါ Novo 2ရဲ့ YouTube Channel ကို Like and Subscribe မလုပ်ရသေးရင်လုပ်ပြီးကြပါအောင်နော် ဒီပန်းရဲ့ရင်ဖွင့်စာစီစဉ်လေးမှာပထမအဦးဆုံးနေနဲ့ရေးသားပေးပို့လာတဲ့စာလေးကတော့ရင်ဖွင့်စာမဟုတ်တဲ့အလန်းစာအဒမ်ဟော့စ်ရဲ့အကောင့်မှရှင်ကြီးကနေရေးသားပေးပို့လာရပြီးဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ပျော်နေပါရဲ့လာဆွေပြောမှရေးသားပေးပို့လာပြီးဖြစ်ပါရှင်။သူပြောနေကိုကဝမ်းသာရတယ်လို့သူငိုနေလေကိုကဝမ်းနေရပြင်အချစ်စကလုံးလေးอ่ะ နှလုံးထဲပါပဲဒါပေမဲ့အရင်ချစ်မိသွားခင်တော့သေးလောက်ယူသွားတတ်ပါတည်းမနဲ့မိုးလင်းလို့အရာထားတိုင်းအရင်ဆုံးတန်းနာမိရကတော့မင်းစိတ်ကလေးအေးချမ်းမရလားကော်ဖီပူလေးတောက်တုံးတဲ့အခါကော်ဖီခက်ခါလေးဥမှကျိုက်နှစ်တဲ့မင်းကိုတဖန်လွှဲရပြန်တယ်။ Phone memories တွေထဲမှာမင်းနဲ့အတူတွားခဲ့ပျော်ခဲ့တဲ့နေရာတွေကိုမြင်နိုင် မင်းကိုလွှဲနေစိတ်တွေကအသည့်စိတ်ပျောက်စေတဲ့ BR ကတော့မကင်နိုင်။ဆောင်းရဲ့အေးကိုကြောက်တယ်လို့ကိုဟင်ခွင်းစီခွေလုံးတတဲ့မင်းကအခုတော့တခြားသူရဲ့ရင်ခွင်းမှာ နောက်လူနဲ့မင်းပျော်နေပါရဲ့လားဆိုပြီးတော့မှရေးသားပြပူထားရပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။အခုလို Novarusiu Sally ပြပူရဲ့အတွက်ကျေးဇူးတင်ပါရှင်။ ချစ်စရာကယိုရှိမိမဲ့အူကျိုးမပါတဲ့ချစ်ချင်းမိသားနဲ့ချစ်မိတဲ့အခါမှာအလိုနဲ့နဲ့တကောက်ဒီစာတတိပြနေပါရဲ့ဗောနော်နောက်ပြီးတော့ဒီကော်ဖီကကလီကဆာတယ်လို့အမတီယာရီတီပေးရနေမှာမဖြောက်ပြနေတဲ့အလွမ်းလေးကလည်းအချင်းရဲ့အငွေတလီပါပဲဘလောက်ပဲလွမ်းနေပါစေအတိတ်ကအမတီယာကောင်းနေကိုရှင်နေမှာတင်ထားနိုင်တာကလည်းကောင်းမှုနဲ့စွမ်းအားတစ်ခုပါပဲ ချစ်ဆူရယာကရယူပိုင်ဆိုင်ခြင်းမှာအချင်းလို့အမှန်လို့မြင်ရတယ်လို့အချင်းနေအမျိုးမျိုးကြောင့်ဘေးကွာရခြင်းကလေကောင်းဖို့ဖြစ်လာနိုင်တဲ့အရာတွေကြောင့်ပါလို့မယူဆခြင်းနဲ့နောက်ပြီးတော့ဘလောက်ပဲဝေးဝေးအမြဲတွေးဖို့ပြီးနေတာကလေအချစ်ရဲ့အငွေ့တလေးတစ်ခုပါပဲနောက်လာမယ့် relationship ဒီမှာလေအဆင်ပြေပါစေလို့ Lumaru ကနေဆုတောင်းပေးလိုက်ပါတယ်နော် ူဒီယာအနေနဲ့ရေသားပေးပူလာရေးစာလီကတော့လောကကြီးကိုစိတ်ကုန်နေတဲ့ပြားလေးတကောင်ဆိုရဲအကောင်ဖန်ရှင်လေးကနေရေသားပေးပူလာရေးစာလီကိုဖတ်ပြပေးချင်ပါရှင်။နိုဝရုရေလက်ရှိကာလကြီးမှာဘာမှမသိချာအသက်လည်းမသိချာပစ္စည်းလည်းမသိချာအနာဂတ်လည်းမသိချာနဲ့အော်ဗျော်လင်းပြီးရှင်သန်ရမှာလေမတရားမှုလက်မခံတဲ့လူစီဒီအမ်ဝင်ခဲ့တယ် တုံလင်းရီကိုထောက်ပို့နေဖောက်ပြန်သူတွေအလဲသုံးစားမှုတွေပေါင်းစားသူတွေမြင်နေရတာစိတ်မသက်သာဘူးလို့အနာကလည်းပြောင်းလာတယ်လို့ပဲပေါ့ယုံကြည်ပြီးဆက်ရှင်ရမယ်တခါတလေရှင်သန်ခြင်းစိတ်ပါပြောက်နိုဝါကွန်မြူနတီရဲ့လာပြီးဟာတာပြောရင်စိတ်ပြေနေပြီမဲ့သူ့ချိန်မလာပဲပြောင်းနေတဲ့နေပြီကစိတ်မပြောလို့ပါနာခက်ကြီးကဝေဝါပြီး မကောင်းမှုတွေကြီးစိုးနေတာနေမပြောတော့ဘူးဗျရင်ဖွင့်လိုက်ရလို့ယေရှုတင်ပါရေးဆိုပြောမှရေးသားပြပလာပေးဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်ပထမဦးဆုံးနေနဲ့လိုဝရိုးရဲ့အစီအစဉ်လေးမှာပါဝင်ပေးတဲ့အတွက်ယေရှုအထူးတင်ရှိပါရဲ့ရှင်လက်ရှိချိန်မှာခံစားနေရတဲ့ချိန်တွေကိုနားလည်ပြီးလို့ရတယ်လို့လိုဝရိုးလေဒီအရာတွေကိုထပ်တူခံစားရပါတယ်တော်လည်ရေးအတွက်ဆုံးလို့အနစ်နာခံပြီးတော့မှ နိုင်ငံရဲ့အရာတွေကိုယုံကြည်ပြီးလှုပ်ဆောင်နေတဲ့စိတ်သက်ကိုလည်းလေးစားမိပါရဲ့။မေဝါရုရဲ့ community ကိုလည်းအချိန်မရွေးလာခင်းလို့ရပါရဲ့ရှင်။ဖိတ်ခေါ်ပါရစေ။နောက်ပြီးတော့မေဝါရုရဲ့အစီအစဉ်တွေကိုလည်းပါဝင်ပေးလို့ရတယ်လို့ရင်ဖွင့်ဆရာရှိလိုက်ခင်လေ။မေဝါရုနဲ့ကြိုရင်ဖွင့်ကြမယ်စီစဉ်ကမှထပ်မံပြီးမှရင်လာဖို့လို့ရချောင်းပြောချင်ပါရဲ့ရှင်။ fighting မှာနော်။ ဒီဘက်ကျနောက်ဆုံးပြပလာရေးရမွေစာလီကတော့ consular confession လေးရနေ။ဒါသာပြပလာရေးစာလီကိုဖတ်ပြပေးချင်ပါသေးတယ်။ရင်ဖွင့်နေဆိုတာရင်ထဲမှာရှိရစိတ်ထဲမှာရှိတာကိုတရားရောက်ဒါမှမဟုတ်လူအများကြီးကိုပြောပြရမျိုးမဟုတ်လား။ခုတော့လူတွေကိုပြောချင်ရသည်ရှိလို့ရေးပြီးဒီစီစဉ်ပို့လိုက်ပါရယ်။အစီအစဉ်နဲ့ kain kain လိုက်မလိုက်ကတော့ STV ဟာမြို့ဥပန်ဆိုတော့တော်တော်များများတည်ကြမယ်ထင်ပါရယ်။အခုချိန်ထိတွေးမအေးကြသိမ့်ပေါ့။ခုပြောမှလည်း STV ကတော်လိုင်းအတွက်ဘလူးချူးများရယ်။ ဒါပြင်သုံးဆွဲသူတွေအတွက်ဘလို့အချိုးများရဲဆိုတော့ပြပြချင်တာ STB ကြောင့်လူတိုင်းပြောနေကြတာပဲမှန်တာပေါ့အဲ့ဒီပြောနေကြတာကတော်လေးဘက်ကချမ်းအခုပြောမှသွေးအေးသွားတဲ့သူတွေကောက်ယူမိပြီမဆိုင်တဲ့လူနေကြတဲ့သူတွေအနာသိမ့်ထားတော့မေ့သွားပြီပျော်လိုက်ပါလိုက်ခီးတွေသွားလိုက်ဘဝိတ်တလိုင်းနဲ့ဒီမိုကရေစီကွဲရနေတဲ့သူတွေအနာရှူမကြိုက်ဘူးအနာရှူမုန်းတယ်ဒါပေမဲ့တော်လေးနဲ့ဆိုင်တာဘာလို့နေလဲလို့မေးလိုက်အော်ဒီယိုကျိုးပြတ်သွားတဲ့သူတွေကိုပြောပြချင်တာ ကုန်ကုန်ပြောရလို့ရှိရင်တော့ချောင်းသမိုင်းပေါ့တော်ပြီဒီလောက်ပဲဆက်ပြောနေရင် SDPC ရောက်မှာမဟုတ်နိုင်လဲအောင်ခင်အောင်ခင်နိုင်လဲခံတတ်လို့သာခင်ဟုတ်ပြီလားဆက်မယ် SDP အကောင့်ဖွဲ token တွေထားလို့ရှိရင်မိမိအတွက်လေချာပေါအကျိုးရှိလို့အကောင်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လို့ပြောပြချင်တာ SDP ထောင်းတာလေးနနစ်ကြော်နေပြီ။ဘာလို့အခုမှပြောရသလဲဆိုတော့နှစ်ရှည်လာများတိဆောက်ခဲ့ရတဲ့အရာတွေကအခုချိန်မှာအချိုးမြင့်ရနေပြီဆိုတာလက်တွေ့ပြောနိုင်လက်တွေ့ပြနိုင်တဲ့အချိန်ရောက်နေပြီဖြစ်လို့ဟုတ်ပြီလား။ ပြောရလို့ရှင်လည်းအကျိုးရှိကြရရအများကြီးရှေးမှာဆိုးလို့ရပြီးနေပြန်စကလုံးနေနဲ့တိုင်ပတ်နေမှာဆိုးလို့ရလူရင်းရအောင်နည်းနည်းပဲပြောပြမယ် STB ဟာအခုချိန်မှာဆိုလို့ရှင်ဒေါ်လာရေးအတွက်ဒေါ်လာ95သိန်းကျော်ထောက်ပို့နိုင်ခဲ့ပါပြီအဲ့ဒီပတ်စံကြီးကဘယ်ရရလဲဆိုတော့ STB ရဲ့ ban share တွေရောင်းချင်ရနေရတာ STB ban share တွေကိုဘယ်သူရဝယ်ကြတယ်ဆိုတော့အနာရှင်လီနဲ့မတိုက်ပင်တဲ့လူအားငွေအားတက်နိုင်ရာနဲ့ အဆုံးထိတိုက်မယ်လို့ခံယူထားတဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာအနှံ့ကပြည်သူတွေသူတို့ဝေတော့သူတို့အကျိုးမြတ်ရဖို့ဘယ်ရှိရတွေကိုဝေခဲ့ကြတဲ့သူတရားမှမပေါ့ဒေါ်လာရေးအတွက်အထောက်ပံ့ဖြစ်စေနိုင်တဲ့လောက်ပဲပါမယ်ဆိုတဲ့သူတွေကြီးပဲတကယ်လေးစားဦးညွှန်းရပါတယ်ကိုဝေနိုင်တဲ့ပမာဏအလိုက်ဘယ်ရှိရဝေကြပြီးတော့ဘယ်ရှိရတို့ကိနေကိုစီပိုင်ဆိုင်သွားကြရပေါ့အခုဘာဖြစ်လာလဲဆိုတော့ SDB ရဲ့ share token တွေကို maxi ဆိုရက် နိုင်ငံတကာဈေးကွက်တစ်ခုကလက်ခံလိုက်ပြီးအမှ STB ရဲ့ share token တွေကိုစိတ်ကြိုက်ဝယ်ရောင်းဖယ်ပြောင်းလို့ရပြီ။ဘာနဲ့တူလဲဆိုတော့ပြည်တွင်းထုတ်ကုန်တစ်ခုပြည်တွင်းမှာရောင်းနေရတယ်နိုင်ငံတကာမှာရောင်းချနိုင်ပြီ။ယူလီပဲစဉ်းစားကြည့်ပါ။ပြည်တွင်းမှာရောင်းတာချက်နိုင်ငံတကာမှာရောင်းတာဈေးပိုရရလေ။အဲ့ဒါအဓိကချက်ချက်ချင်းပဲ SCB ရဲ့ Venture Z ဟာ Maxi Z ကွက်ပေါ်ရောက်တာနဲ့ Share Token Z ကလေးစားကျော်တက်သွားတယ်။ SCB Share Token ဝယ်ထားတဲ့သူတွေကလေးစားကျော် အမျက်ထွက်သွားတယ်။ထက်ရှင်အောင်ပြောပြမယ်။ share token တွေကိုတသိန်းဖို့ဝယ်ထားတဲ့သူတွေကအခု share token တွေပြန်ရောင်းလို့ရှိရင်ပတ်စံ၄သိန်းကျော်ပြန်ရမယ်။မရောင်းမယ့်နေဈေးထက်တက်အောင်ဥထားမယ်ဆိုရင်ရတယ်။ token ဝယ်ထားတဲ့သူတွေကအကုန်တည်တယ်။အလောက်ဈေးနဲ့ဘယ်သူမှမရောင်း။ဈေးကထက်တက်အောင်ပါပဲ။ဒါကပပလေးပဲရှိတယ်။ ဈေးကွက်တစ်ခုပေါ်မှာပဲရှိသေးတယ်။နောက်ဈေးကွက်တစ်ခုပြီးတစ်ခုပေါ်ရောက်လာလို့ရှိရင်ဝေါဝေါဝေါအတိုင်းထက်အလွန်တကုံနဲ့အုတ်ကမျက်နှာငါနဲ့ညာဆိုင်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 ကွာနှာခေါင်းကိစ္စခဏနာပြင်ဆင်မယ်โอเคရင်ခုန်ဆဲလို့ရှာမှုတွေက SDB မှာနေစဉ်ဖြစ်ပေါ်နေတာလေနေ့တိုင်းလာတော့မှာအခုလိုဖြစ်လာဖို့ SDB ရဲ့တာဝန်ရှိတဲ့သူတွေလွန်လိုက်ပြီးသူတွေနေ့တိုင်းညတိုင်းအားစိုက်ယုံကြည်ရတာပြီပါ SDB community တခုကြီးရဲ့ဂျိုးပန်းအောင်မြင်မှုပါပဲနောက်ချက်ကအရင်ကဆိုလို့ရှိရင် SDP ရှယ်ယာတိုကင်ကိုမြန်မာနိုင်ငံသားတွေအားပဲဝယ်တာအခုနိုင်ငံတကာဈေးကွက်ပေါ်ရောက်သွားပြီဆိုတော့နိုင်ငံသားတွေပါဝယ်ကြမယ်ခိုင်နာမယ်မြန်ပြန်ထုတ်မယ်နိုင်ငံတကာမှာအဲ့လိုငွေကြေးဈေးကစားသူတွေကဒုနဲ့တည်ပဲအလုံးတည်းရဲ့ stock share ကစားသူလို့ပေါ့အဲ့ဒီမှာနိုင်ငံသားရိစီယာနီပတ်ဆိုင်ရမယ်ဒေါ်လာရေးအတွက်ရေရှည်ထောက်ပံ့ရဖို့အကောင်းဆုံးတော့နည်းလမ်းပါပဲ campaign နေ project တွေနဲ့တပိုင်းတိုင်းရန်ပုံငွေရှာကြသလို SDP ကနေလည်းကြီးကြီးမားမားစဉ်းစားမပြတ်ထောက်ပို့နိုင်ဖို့လမ်းကြောင်းတစ်ခုဖောက်လိုက်တာပါပဲ ကဲအခုလောက်ဆိုလို့ရှိရင်ပြောရရအကုန်ရှင်းမယ်လို့ထင်ပါတယ်။ချက်ချင်းပဲ SDB token တွေပြေဝတ်ခြင်းစိတ်ပေါက်နေပြီလို့လည်းထင်တယ်။တစ်ချက်ခုတ်16ချက်လောက်ပြတ်မဲ့ကွက်တင်တော့အားလုံးပြောသည် SDB ဆိုသလိုပေါ့။ဒေါ်လာရေးလဲအထောက်ပံ့ဖြစ်စေဒေါ်လာပြည်သူတွေလည်းအကျိုးရှိစေအစိုးရတွားကြမဲ့သူတွေပဲမဟုတ်လားဆိုပြီးမှအရေးသားပြပလာရပဲဖြစ်ပါရှင်။ ပထမဆုံးအနေနဲ့ပွင့်ပွင့်လင်းလင်းနဲ့အားရပါရရင်ဖွင့်ပေးလိုက်တဲ့အတွက်အရင်ဆုံးကျေးဇူးတင်ပါစီရှင်။ဒီစာကတကယ်ကိုရင်ထဲကလာတဲ့စကလုံးလေးပါပဲ။ဖက်နေရင်လည်းရင်ထဲမှာပူလောင်မှုနဲ့ဂုံယူမှုတွေနဲ့ရောထွေးပြီးတော့မှခံစားရရပေါ့နော်။ကိုစားရရအကြိုက်ဆုံးစကလုံးမျိုးပြန်သုံးရလို့ရှင်တော့အန်လိုက်ရှင်မုံနေဒါပေမဲ့ဘာလို့နေလဲလူမီလိုက်အော်ရီဂျိုပြတ်သွားတဲ့သူတွေအတွက်ဒီစာညှို့ထားစီရဲ့ခေါင်းလောင်းတဲ့တစ်ခုလို့မြင်မိပါတယ်။နိုဗာရော့မျိုးလည်းပြင်လဲပြုတ်ပြချင်ပါတယ်။ ထောက်ခံပါတယ်။ STB ရဲ့အောင်မြင်မှုဟာယုံကြည်ခြင်းရဲ့အကျိုးမြတ်ပါ။နောက်ပြီးတော့ STB ရဲ့ share token တွေကိုလူတွေဝယ်ခဲ့တော့ဘသူကမှခုအကျိုးမြတ်ရဖို့အတွက်စဉ်းစားခဲ့ရမှာမဟုတ်ဘူး။ကြော်လိုင်းရေးအတွက်အထောက်ပံ့ဆိုတဲ့သဘောတစ်ခုတည်းနေတာရင်းနှီးခဲ့ကြတဲ့သူတွေပဲဖြစ်တယ်ပေါ့နော်။ကိုပေးလိုက်တဲ့အားကကြော်လိုင်းရေးအတွက်ထောက်ပံ့ငွေဒေါ်လာ25သန်းကျော်ဖြစ်ခဲ့တယ်လို့ကိုအတွက်လည်း၄၀ကျော်အမြင့်အဖြစ်နဲ့ပြင်လဲရရှိလာပြီးဆိုတဲ့အချက်ကလည်းဝမ်းသာဂုဏ်ယူရပါတယ်။ ဒီချက်ကဘာလို့တသက်ပြနေလဲဆိုလို့ရှင်စကလုံးနဲ့အော်ဟစ်တာတဲ့ငွေကြေးစနစ်နဲ့နှီးပညာကိုသုံးပြီးမှနှိရှေလာမြအားစိုက်တိဆောက်ခဲ့ရတဲ့စနစ် STB ဟာရေရှည်တိုက်ပွဲအတွက်အင်အားကိုအမှန်တကယ်ဖန်တီးပေးနိုင်နေဆိုတာပါပဲ။ဒါကြောင့်နောက်ဆုံးမှာအခုပြောခဲ့တယ်လို့ပဲ။တော်လန်ရင်းမှလည်းအထောက်ပံ့ဖြစ်စေတော်လန်ပြည်သူတွေလည်းအကျိုးရှိစေဒီလမ်းကြောင်းအတိုင်းပဲအဆုံးထိလက်တွဲမဖြုတ်ပဲသွားကြရအောင်လို့ဒီစာလေးကို ထိုင်းနဲ့ Newbury Community ကိုလည်းထပ်မံပြောင်းမတိုက်တွန်းချင်ပါရှင်။ရပွဲစားလေးအတွက်ကျေးဇူးချုပ်တင်ပါတယ်။ဒီပတ်အတွက် Newbury ရဲ့နားဆင်ခံစားရင်ဖွင့်သံများအစီအစဉ်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်ရင်ဖွင့်စာလေးတွေမျှော်နေရမလို့ Newbury စီမှာလာရောက်ရင်ဖွင့်ကြပါအောင်နော်။နောက်ပတ်ဒီမှာပြန်တွေ့ကြပါမယ်။ Bye bye ပါ။